ရုရှားရဲ့အဆင်အမြင့်ဆုံးကိုပြောက်တိုက်လေယာဉ်တွေဝယ်ဖို့ကမ်းလှမ်းချက်ရထားပေမဲ့အိန္ဒိယကငင်းဆန်သွားဖွယ်ရှိကြောင်းသိရပါတယ်။ SU-57 ဟာကမ္ဘာပေါ်မှာအဆင်အမြင့်ဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ပစ္စမမျိုးဆက်တိုက်လေယာဉ်လက်တဆုပ်စာထဲမှာပါဝင်နေပါတယ်။ရုရှားကအဲ့ဒီတိုက်လေယာဉ်တွေကိုအိန္ဒိယစီရောင်းချပေးဖို့နည်းပညာလွှဲပြောင်းပေးပြီးပူးတွဲထုတ်လုပ်ဖို့အိန္ဒိယရဲ့လိုအပ်ချက်နဲ့ကန့်ညီတဲ့နှစ်ယောက်စီမျိုးကွဲမျိုးတွေထုတ်ပေးဖို့အထိလက်ရောတဲ့အစိုးပြုချက်မျိုးကိုပေးပို့ထားပြီးဖြစ်ပါတယ်။ SU57 တိုက်လေမျိုးကွဲတွေအိန္ဒိယမှာထုတ်လုပ်ရေးအပါအဝင်စုံလင်ကွဲပြားတဲ့ကန်တာတွေကိုနှစ်ဖက်ညှိနှိုင်းနေစေဖြစ်တယ်လို့အိန္ဒိယနိုင်ငံဆိုင်ရာရုရှားတန်အမတ်ကြီးဒန်နီအလီပော့ဖ်ကအင်တာဗျူးတစ်ခုထဲမှာပြောကြားခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကဒီဇင်ဘာလဆက်မှာအိန္ဒိယကိုအလဲပတ်သွားဖို့ရှိနေပြီးအဲ့ဒီအခါမှာတိုက်လေရင်တွေအယောင်အဝယ်ကိစ္စနဲ့ပတ်သက်လို့နှစ်နိုင်ငံကြားမှာအဖြေတစ်ခုတဲတဲကွဲကွဲထွက်ပေါ်လာနိုင်ပါတယ်။အလီပော့ဖ်ကစစ်ဘက်နည်းပညာပူးပေါင်းမျှဝေမှုတွေဆိုတာဟာ ရုရှားအိန္ဒိယဆက်ဆံရေးမှာထူးခဲ့တဲ့အစဉ်အလာတစ်ရက်ဖြစ်တယ်လို့ဆိုပါတယ်။ SU-57 တိုက်လေယာဉ်ဤပညာတွေမျှဝေရရှိခြင်းဟာအိန္ဒိယအနေနဲ့ကိုပိုင်မျိုးဆက်သစ်တိုက်လေယာဉ်တွေထုတ်လုပ်မှုအပိုင်းမှာလည်းအကျိုးရလဒ်ကောင်းတွေခံစားရလိမ့်မယ်လို့အလီပော့ဖ်ကပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဟာရုရှားကုမ္ပဏီဆုခွေးကထုတ်လုပ်တဲ့လေယာဉ်တွေမှာပိုင်ဆိုင်တဲ့ဤပညာမျိုးလောက်ကိုပြည်တွင်းမှာကိုယ်တိုင်တီထွင်နိုင်မယ်လို့ယုံကြည်နေတဲ့အတွက် SU57 တွေကိုဝယ်ဖို့အင်တာနက်ဖြစ်နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။အိန္ဒိယဟာကိုပိုင်ပစ္စမမျိုးဆက်တိုက်လျင်တွေထုတ်လုပ်မဲ့ AMCA ဆိုတဲ့ program ကိုလည်းအကောင့်ထဲဖော်နေပါတယ်။အိန္ဒိယဟာ SU57 တွေရုပ်လုံးပေါ်မလာခင် PAKFA ဆိုတဲ့ကုန်နမည်နဲ့လျင်တွေစမ်းသပ်တိစောက်နေစေကာလတုန်းကအရေးအတွက်အလုံးအယဉ်ဝယ်ဖို့စိတ်ဝင်စားမှုပြခဲ့တယ်လို့ကြိုတင်အမှားစာတွေလည်းပြပို့ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ SU57 ရဲ့ ရေဒါရှာကွင်းနိုင်မှုကိုပြောက်စွမ်းရည်နဲ့တခြားစွမ်းဆောင်ရည်တွေကထင်သလောက်မထက်မြတ်ဘူးဒါမှမဟုတ်အိန္ဒိယရဲ့လိုအပ်ချက်နဲ့မကန့်ညီဘူးလို့ယူဆတာကြောင့်အမှားစာတွေကိုပယ်ဖြတ်သွားခဲ့ပါတယ်။အခုအခါရုရှားက SU-57 တွေကိုအိန္ဒိယစီရောင်းချနိုင်ဖို့စူးစမ်းနေပေမဲ့စက်တင်ဘာလထဲမှာအိန္ဒိယကပြင်သစ်လုံး Dassault Rafale တိုက်လျင်114စီးကိုဝယ်ဖို့စတင်ဆွေးနွေးခဲ့တဲ့အတွက် SU-57 တွေကိုမိလိုက်တော့မဲ့သဘော ဖြစ်နေပါတယ်။ တစ်ဖက်မှာတော့ပါကစ္စတန်နဲ့တင်းမာမှုတွေမြင့်တက်လာတာအပါအဝင်မဟာဗျူဟာအခင်းအကျင်းတွေကြောင့်အိန္ဒိယရဲ့တိုက်လျင်လိုအပ်ချက်ပိုကြီးထွက်လာတဲ့အပေါ်ရုရှားကအခွင့်အရေးတစ်ခုဖြစ်ရှုမြင်ထားပြီး SU-57 တွေရောင်းချနိုင်ရေးကိုလက်မလျှော့သေးဘူးလို့ဆိုပါတယ်နိုင်ငံတကာလက်နက်ရေးရာပါရဂူတွေကတော့ရုရှားဟာ SU-57 တွေရဲ့စွမ်းဆောင်ရည်ကိုအများကြီးညှို့ဆော်ထားပေမဲ့ပြည်ပဝယ်လက်နိုင်ငံလုံးဝမရှိသေးတာကိုကြည့်ရင် လေရင်တွေအပေါ်ယုံကြည်မှုပိုင်းပြဿနာတွေရှိနေစေဆိုတာမြင်သာစေတယ်လို့ဝေဖန်ထောက်ပြထားပါတယ်။တစ်ဖက်မှာတော့ American ရဲ့ပစ္စမမျိုးဆက်တိုက်လေရင်ဖြစ်တဲ့ F35 တွေကိုမဟာမိတ်နိုင်ငံတွေစီအရေးအတွက်ထောင်နဲ့ချီတင်ဖို့ရောင်းချထားပြီးဖြစ်ပါရဲ့ရှင်။